အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တော်တွင်မှာအလိုပြည့်စုံခြင်းဘောအပ်တိုးတက်ခြင်းကံမြင်မာခြင်းနေ့ရှိမယ်အလုံးစင်တိုးတက်မယ်လောဘကွေပုံမရရှိမယ် ရာထူးအဆင့်တိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးခွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စေကုကြံကြံတို့ကိုလက်တွေ့ကောင်းတဲ့ပေါ်ရန်တင့်တော်တယ်အလုံးရှာခြင်းလုံးလျှောက်ခြင်းတွေ့ကောင်းတယ်ပြိုရွယ်သူတွေမှာစမ်းပွင့်တယ်ဝေယျကြီးကိစ္စတွေမှာမြုံနယ်လိုက်ရင် ိုးကြတဲ့အကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်။ဘေးဒီမေးချင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ ship 16ရက်နေ့မှာ ရှင်ပြိုင်မှုအောင်မြင်မယ်ငွေဖတ်မတင်မှုတိုက်ခတ်များမယ်မတော်တဆထိခိုက်မှန်နေရာကိုလည်းကျူဆက်ရမှာပေါ့အနောက်တောင်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကျူဆက်မယ် 19ရက်နေ့မှာရံများမဲ့တိုက်ခတ်များမဲ့ထင်လွဲမှုတွေဖြစ်ရှင်းရတဲ့တဲ့စိတ်ရှုပ်ထွေးရတဲ့တဲ့16ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မှပဲအမျိုးသမီးမိတ်ဆွေတီတီကက်ထူအောင်ကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းပွင့်သွားမယ်19ရက်နေ့မှာ ခရီးကိစ္စဆင်ပြင်းမယ် လူမျိုးခွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တယ်လို့အစီအပြေမယ်ပစ္စည်းပြောက်တတ်တယ်20ရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်အရာရာအစီအပြေမယ်21ရက်နေ့မှာသေစားထိခိုက်မှန်တွေကယူဆရမယ်ရံများခြင်းနဲ့မတော်တဆညဖြစ်ပေါ်တတ်ခြင်းတွေကယူဆရမယ်အနောက်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သွားနိုင်သုံးနိုင်တွင်သွားလာနေတိုင်း ထူးပြပြီးကူဆက်ရမှာဖြစ်တယ်။အဲ့ဒီ၂၀ရက်နေ့ဂျူနာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်။အကျွေးစေ၂၀ကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပေးပါ။ဒီကလာအတော်တွင်းမှာကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္လာသောကြာမွေးစုတွေဒုက္ခပေးမယ်။၃၆ကုကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝစ်စင်သုံးဆွဲပြီး အလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နေ့စီဝင်နေသည်ဘုရားကတ်သူပူဇော်ပြီးအလိုရှိရာဆုတောင်းရင်ဆုတောင်းပြေပါတယ်ကျေးဇူးတင်ပါတယ်